မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါတယ်ရှင်ယခုချိန်မှစပြီးမေလ20ရက်နေ့ထိတ်တန်းရောက်စိတ်ဝင်စားဖွယ်တရင်များကိုအစီရင်ခံတင်ဆက်ပေးပါတော့မယ်ရှင်ပထမဆုံးတရင်နေနဲ့ NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော့လေကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီသောကိစ္စရပ်များစွာလှုပ်ဆောင်နေ၍ဒီမိုကရေစီကနူးနူးမုံနိုင်ကထန်ထန်ဖြစ်ပေါ်ခဲ့ရဟုမင်းအောင်လှိုင်ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင် 2015ခုနှစ်တွင်အာဏာရယူလာခဲ့သော NLD အစိုးရကိုစစ်တပ်ကအတန်းနိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့တော်လဲကာလုံမခေါ်သည့်အပြင်ဥပဒေနှင့်မညီသောကိစ္စရပ်များလှုံ့ဆော်ခဲ့၍ဒီမိုကရေစီကနုနုမုံနိုင်ကထက်နှံဖြစ်ပေါ်ခဲ့ရကြောင်းအကြမ်းဖက်ဆက်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုသည်ရှမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီအစည်းအဝေးတွင်မင်းအောင်လိုင်ကရှင်းခဲ့သူပြောဆိုခြင်းဖြစ်သည်2020ရွေးကောက်ပွဲတွင်မဲမတမမှုများဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရေးဆွဲဆောင်ရွက်ပေးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီအစိုးရပထမတက်တဲ့တွင်အာဏာရပါတီအတွင်းသဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြောင်းရှင်ချင်း NCA တနိုင်ငံလုံးအပြည့်ရေးစားချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တော့လေအတိုက်ခံ NLD ပါတီက NCA ကိုလက်မှတ်ရေးထိုးခြင်းမပြုရန်လှုံ့ဆော်ကန့်ကွက်ခဲ့ကြောင်း၎င်းကဆိုသည် 2015ခုနှစ်ဒီမိုကရေစီဒုတိယအစိုးရတက်တန်း NLD အစိုးရရင်စက်တန်အနေဖြင့်အတန်းနိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းအစိုးရအစိုးရတက်တန်းကာလတွင်နိုင်ငံတော်အတွက်အရေးကြီးသည့်ကာလများတွင်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်းအလားတူဥပဒေနှင့်မညီသည့်ပြဋ္ဌာန်းချက်များအားတည်ပြုပြီးဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များစွာလုံဆောင်ခဲ့သည်ကိုတွေ့ရကြောင်းမင်းအောင်လိုင်ကဆိုသည် NLD အစိုးရတက်တန်းကာလာတွင်ငြိမ်းချမ်းညီလာခံအား27ရာစုပင်လုံးအဖြစ်အမည်ပြောင်းလဲနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်းတမိုင်းချောင်းရအခက်အခဲများရှိလာနိုင်သဖြင့်အသိပေးမှုများဆောင်ရွက်ခဲ့ရကြောင်းစစ်တပ်ကပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့ကြောင်းမိမိတို့နိုင်ငံဖြတ်တန်းခဲ့ရသည့်တမိုင်းချောင်းများရဘုံမူကြီးဟောင်းတင်မောင်ရေးသားတဲ့တိုင်းပြည်ကနုနုမုံနိုင်ကထန်နန်ဆိုသည့်အတိုင်း၎င်းအချိန်ကဒီမိုကရေစီကနုနုမုံနိုင်ကထန်နန်ဖြစ်ပေါ်နေသည့်ကာလဖြစ်ကြောင်းမေယောင်လိုင်းကဆက်လက်ပြောဆိုသည် စစ်တပ်အနေဖြင့်ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်တော့လေ2010ပြည်နှစ်2015ခုနှစ်2020ပြည်နှစ်ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲများတွင်လည်းရှားနှုံးပြည့်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ကဲ့သို့ဖဆပါလခေတ်တွင်လည်းအခက်အခဲများကြာမှဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပရန်အတွက်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစိုးရဖြည့်ဖြင့်ဆောင်ရွက်နိုင်သည်ကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားကြောင်းမင်းအောင်လှိုင်ကပြောဆိုသည် ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီမော်ဖိုးကေစခန်းကိုနိုင်ပိုင်းသာတိုက်ခိုက်ပြီးနောက်စခန်းတစ်ခုလုံးတိမ်ပိုင်းရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်ပြေးသွားပြီးလက်နက်ခဲယမ်းများအများအပြားရရှိထားဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ် KNU တပ်မခွနဲ့နယ်မြေထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီမော်ဖိုးကေစခန်းကိုနိုင်ပိုင်းသာတိုက်ခိုက်ပြီးစခန်းတစ်ခုလုံးတိမ်ပိုင်းရရှိသွားပြီးဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ရှမန်နေမေလ12ရက်နေ့မွန်ဒေ12နိုင်ဝင်ချင်းချိန်မှစတင်၍ ်စစ်ကောင်စီမော်ဘိုးကေစခန်းကို KNL KNU နဲ့ပူးပေါင်းတပ်များကစတင်တိုက်ခိုက်ခဲ့ကြောင်းရင်းနှောင်းရှမန်းနေည7:00ဝန်းကျင်အချိန်တွင်စခန်းကိုချင်းကဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရသည် ခမန်းကျေစခန်းသိန်းနာကနိုင်ပိုင်းမဲကြားတဲ့ဒရုန်းတွေနဲ့ပုံစကျဲပြီးမြေပြင်ကနေဝင်လုံတာအဲ့ဒီစခန်းကစစ်သားတွေအများစုထွက်ပြေးတယ်လို့သိရတယ်လက်နက်ခဲယံရတာတွေလည်းရှိတယ်အတိအကျအသေးစိတ်တော့သတင်းဆောင်နေတော့မယ်စခန်းရသွားတာကတော့မင်းညာကလေးကရတာသိကြပါတယ်ဟုတ် KNU သတင်းရမြစ်ကဆိုသည် မေလ16ရက်နေ့တွင်ထိုင်းမြန်မာနယ်စပ်အနီးရှိမေလစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးနောက်မေလ19ရက်နေ့တွင်မော်ဖိုးကေစစ်တပ်စခန်းကိုလည်း KNU ကတရက်တည်းအပြီးအပြတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။အဆိုပါမော်ဖိုးကေစခန်းသိမ်းတိုက်ပွဲကြောင့်ပြည်သူ242ဦးထိုင်းနိုင်ငံဘက်ခြမ်းသို့စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ရပြီးထိုင်းစစ်တပ်ကလည်းနယ်စပ်တွင်လုံခြုံရေးတိုးမြှင့်ခဲ့သည်။ KNU တပ်မခွနဲ့နယ်မြေတိုင်းမြန်မာနေဆက်ရှိစစ်ကောင်စီတပ်စခန်းများကိုတောက်လျှောက်ဆိုသလို KNL ဦးဆောင်သောတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမတ်လဧပြီလနေ့ရခုတ်မေလအတွင်းတွင်တိုင်းမြန်မာနေဆက်အနီးမှာစစ်ကောင်စီ၏ပိုလိုတူခလေတီတခေါ်ဝီခီမော်ဖားသူစခန်းတာလေစခန်းမေလမော်ဖိုးကေစခန်းများကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည့် လက်ရှိထိုင်းမြန်မာနယ်စပ်တွင်နော်တရားမဲတဝမော်ရလီ နော်တဆုစုပေါင်းစစ်ကောင်စီတက်စကန်လေးကိုဝန်းကျင်သာကြန့်ရှိရောကြောင့်စစ်ကောင်စီတက်စကန်များအလုံးဒီပါ KNU လက်အောက်သို့ကြာရောက်နေပြီဖြစ်ကြောင်းသိရှိရသည်ဆလတင်ဆက်ပေးမယ့်တဲ့ရင်ကတော့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဆုံးဖြတ်ဖြင့်ရွေးကောက်ဝယ်ကျင်းပနိုင်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရခြင်း။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဆုံးဖြတ်ဖြင့်ရွေးကောက်ဝယ်ကျင်းပနိုင်တဲ့ကိုဖွဲ့စည်းပုံအခြေခံဥပဒေ၌ပြဋ္ဌာန်းထားသည်ဟု ရှမန်နေမေလ19ရက်နေ့နေ့ပိုင်းကကျင်းပသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးရင်းနောက်ဆက်ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မှပြောကြားခဲ့သည်မိမိတို့နေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နှင့်အညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ရာပြည်သူများလူလာသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမည်ဖြစ်၍မိမိတို့မူလရည်ရဲ့ချက်တွင်ပါသည့်အတိုင်းရွေးကောက်ပွဲကျင်းပပြုလုပ်ရမည်ဖြစ်ကရွေးကောက်ပွဲပြုလုပ်ရရင်တိုင်းနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်သည်ဟုပြောသည် 2010ပြည်နဲ့2015ခုနှစ်နဲ့2020ပြည်နဲ့ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲတွေကိုလည်းရှားနိုင်ပြီးဆောင်ရွက်နိုင်ခဲ့ခြင်းမရှိလို့ဖော်ဆပါလာခင်မှာလည်းအခက်အခဲတွေကြာကဆောင်ရွက်ခဲ့ရပါတယ်ရေကောက်ပွဲကျင်းပရာမှာတရားမျှတတဲ့ရေကောက်ပွဲအောင်မြင်တဲ့ရေကောက်ပွဲဖြစ်ဖို့လိုအပ်ပါတယ်ဟုနောက်ဆက်ဥက္ကဋ္ဌကပြောသည်ထို့ပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်85ပုံမှန်128ပုံမှန်155တို့တွင်လွှတ်တော်ခေါ်ရနိုင်အထာများသည့်အပိုင်းများကိုထည့်သွင်းရေးသားထား၍ဥပဒေများအချိန်ထို ူကြည်ပါကရွှေကောက်ပွဲကိုအခြားမြောင်ဆောင်ရွက်နိုင်ခဲ့ပြီးရွှေကောက်ပွဲကျင်းပရေးရွေးကောက်ခန့်အစိုးရဖြင့်နိုင်ငံရေးဆောင်ရွက်ခြင်းသည်နိုင်ငံအတွက်အကောင်းဆုံးဖြစ်သည်ဟုပြောသည်ထို့ကြောင့်မိမိတို့အနေဖြင့်နိုင်ငံရေးအရာတာဝန်ယူဆောင်ရွက်ရာတွင် ဥပဒေပြူရေးအာဏာအုပ်ချုပ်ရေးအာဏာတရားစီရင်အာဏာများကိုခွဲဝေဆောင်ရွက်လျက်ရှိပြီးအုပ်ချုပ်ရေးနှင့်ပတ်သက်၍ရက်ကွက်ကြေးရွာစင်မစားကတိုင်းနှင့်ပြည်နှင့်အထူးပေးရထားခြင်းဖြစ်ပြီးအစိုးရဖွဲ့အနေဖြင့်ပြည်တော်စုအဆင့်ဖွဲ့စည်းပုံအခြေခံဥပဒေချမှတ်ထားသည့်မူဝါဒများနှင့်အညီဆောင်ရွက်လျက်ရှိသည်ဟုပြောသည် ထို့သူတိုင်းနှင့်ပြည်နယ်လိုက်ခရိုင်မြို့နယ်ရက်ွက်ကြေးရွာများလိုက်အုတ်ချုပ်ရေးရာဆိုင်ရာဖွဲ့စည်းများနှင့်ဖြင့်အရေးချင်းပြေဝနေရမည်ဖြစ်ကောင်းအုတ်ချုပ်ရေးတောင်းယူထားသူများနှင့်နိုင်ငံဝန်ထမ်းများနှင့်ဖြင့်ပါတီနိုင်ငံရေးကင်းရှင်းနေရန်အရေးချင်းပြေဝရန်လိုအပ်တဲ့ကဲ့သို့အုတ်ချုပ်မှုတက်ပညာဥပဒေနှင့်ဒေသဖွံ့ဖြိုးရေးအမြင်များရှိရန်လိုသည်ဟုဆိုက နာဆာကဥက္ကဋ္ဌကပြောကြားခဲ့သည် ဆလဘီဒဝိတ်ချင်းမြို့နယ်လိတ်ကျကြေးရွာသို့စစ်တပ်ကလိင်ဖြင့်ပုံချဲမှု ပြည်သူတို့သိဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရကနေ့ခုနှစ်လုံးပြည့်စည်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းဒဝိတ်ချင်းမြို့နယ်လိတ်ကျကြေးရွာသို့အစံဖက်စစ်ကောင်စီတပ်ကလေးကြောင်းဖြင့်ပုံချဲတိုက်ခိုက်ခဲ့ရာပြည်သူတို့သိဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရှိကနေ့ခုနှစ်လုံးပြည့်စည်ခဲ့ကြောင်းပြည်ဝင်လင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တည်တဲ့ရင်ဌာနထံသို့ပြောကြားသည်။ ရှမန်နေမင်းလာ19ရက်နေ့နနက်09:20မိနစ်တွင်တစ်ကြိမ်09:23မိနစ်တွင်တစ်ကြိမ်တပိတ်ချင်းမြို့နယ်လိပ်ကျကျေးရွာနေရှိရွှေလောက်ွက်တစ်ခုကိုမိတီလာရှန်တဲလီတက်မှတက်လာသော Jet Fighter ဖြင့်ပေါင်300ဘုံကျေချတိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့သောလေးချောင်းမြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူမျိုးသားတို့သည်ဆုံးမိနှစ်ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်းထို့ပြင်ကားတစ်စီးနှင့်ဆိုင်ငယ်တစ်စီးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည် အလာတူမေလ18ရက်ည9:00မိနစ်ကတပိတ်ချင်းမြို့နယ်လိပ်ကျကြေးရွာကိုအစံဖက်စစ်ကောင်စီတရုတ်လီစိမ့်မှတက်လာသော Jet Fighter တစ်စီးဖြင့်ပေါင်သုံးရပုံသည့်တလုံးချင်းချတိုက်ခိုက်ခဲ့ရာပြည်သူနှုတ်မစိုးရင်ရတရားရရှိပြီးနေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ မင်းညောင်း9နာရီကောမနေမှာတရတူးကတက်လာတဲ့ jet fighter နဲ့လေကြောင်းတက်ခိုက်မှုလုပ်သွားတာပါပြည်သူတို့ထိခိုက်ဒဏ်ရာရတယ်မစိုးရိမ်ရဘူးပြီးတော့ပြည်သူပိုင်းနေလေလုံးလေးပြက်စီသွားတယ်ဟုပြည်ဦးလင်ခရံပြည်သူကာရေးအဖွဲ့မှတာဝန်ရှိသူကရှန်ကုန်ခဲ့တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်အကြမ်းဖက်စစ်ကောင်စီတပ်ကအပြစ်ကရစေးကြီးညာထားတော့လေပြည်သူများအနေဖြင့်မယုံကြည်ကြပဲလေကြောင်းတက်ခိုက်မှုမှာကာဝေးနိုင်ရန်အတွက်ဘုံခုချင်းများတူထားကြရန်စစ်ကောင်စီတပ်များနဲ့ဝေးဝေးနေထိုင်ပေးကြပါရန်ပြည်ဦးလင်ခရံပြည်သူကာရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်ရှိခိုဆလဘင်ရန်ကုန်မြို့လေရင်ကပိုင်းနိုင်များကလူငယ်တအုပ်ကိုအုပ်စုဖွဲ့ဝိုင်းရိုက်နှက်စဉ်ကိုညီမဲသူမရှိ၍စိတ်ယုံတင်နိုင်အောင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မြို့လေကျောက်တရာမြို့နယ်ပန်းစူရဲနဲ့ကန်နောလန်တောင်တွင်ကပိုင်းနိုင်အဖွဲ့ကလူငယ်တအုပ်ကိုအုပ်စုဖွဲ့ဝိုင်းဝိုင်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ကပိုင်းနိုင်များသည်ရမန်နေ့မေလ9ရက်နေ့နံနက်ပိုင်းက YBS 89ရှင်လိုင်းမွန်နိုင်ဖုန်းခိုးယူစဉ် ဖုန်းနိုင်ခံရသည့်လူငယ်နှင့်ကပိုင်းနိုင်အဖွဲ့တို့စကားအခြေတင်များကကပိုင်းနိုင်များကအုပ်စုဖွဲ့ဝိုင်းရိုက်မှုကြောင့်လူငယ်ကိုအရေးပေါ်ကုသမှုခံရန်ရန်ကုန်စည်းုံကြီးသို့တင်မိုလာရကြောင်းကိုကြီးအလို့ဆောင်ခဲ့သူထံမှသိရသည် ဖုန်းလိုက်တာကိုသေးသွားတော့ကောင်းလေးနဲ့စကားများတာမှသူတို့ကအုပ်စုလိုက်ကောင်းလေးကိုကားပေါ်ကနေတွန်းချပြီးအောက်မှာဝိုင်းရိုက်ကြတာဖုန်းကိုပေါ်တင်နိုင်လို့တာဘသူမှဝင်မကူညီရဲဘူးမင်းမဲ့တိုင်းပြီဖြစ်နေပြီကောင်းလေးကတရီလင်နေတော့သူတို့ထွက်သားမှအကူညီကယ်ဆယ်အဖွဲ့ကိုဖုန်းခေါ်ပြီးစေယုံပို့လိုက်ရတဲ့ဟုမျက်မြင်တွေ့ရှိခဲ့တဲ့အမျိုးသမီးတို့က ERA တိုင်းကိုပြောသည် ကပိုင်နိုင်ဖွဲမှာစကုံနှင့်ရွယ်ဆိုပါလူငယ်ကိုကားပေါ်မှာတွန်းချပြီးအုပ်စုလိုက်ရိုင်းနှက်ခဲ့ရာဦးကောင်းညာကျိုးဆောင်ပေါပြေတရန်ရရှိခဲ့ပြီးနောက် တရိလက်မေးလဲသွားခဲ့ခြင်းဖြစ်ကြောင်းကုညီခဲ့သည့်ကိုဘူတူနှင့်ပေါ်ရာများလူမှုကုညီကေစေးအဖွဲ့ထံမှသိရှိရသည် ကပိုင်းနိုင်မြောင်အုပ်စုဖွဲ့ဝိုင်းရိုင်းမှုဖြစ်ပွားရေးပန်းစိုးရန်နဲ့ကန္နာလန်တောင်တွင်တရေလင်းနေတဲ့အတွက်လူမှုကွန်ရက်ရေးအသင်းကိုပြည်သူတွေကဖုန်းဆက်အကူအညီတောင်းခံလာတာဖြစ်တဲ့အတွက်မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက်ရန်ကုန်စေယုံကြီးတို့ပို့ဆောင်ကူညီပေးခဲ့ကြပါတယ်ဟုဆိုသည်စစ်ကောင်စီအနာသိမ်းပြီးနောက်ရှမ်းကုန်မြို့လေရင်းထုံနီတို့အုပ်စုဖွဲ့ရိုက်လိုမှုများရွှေဆိုင်နှမတိုင်းမှုများဓာတ်ထောက်လို့ရမှုများပြင် နေအိမ်များတွင်လည်းလူသက်လူရက်ဖောက်ထွင်းမှုများကို ပေါ်ပေါ်ထင်ထင်ကျူးလွန်လာကြသည်ကိုကျူးလွန်ခံရသူများနှင့်သတင်းမီဒီယာများ၏ဖော်ပြချက်အရသိရှိရသည်။